အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းစားသတင်းထားလာမှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကခရီးရန်ဘာသာဝင်တွေကထီဗူဆောင်းပြီးအလှူဒန်းလုပ်နေလို့အေးအေးယူပေးဖို့ပြောတာလဲမောင်ဆောင်ထိုးရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာမှာတို့ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ အခုကျွန်တော်ပြောချင်တာကဗျအခုကျွန်တော်ဒီမှာပုံထောင်ထားတဲ့ပုံထောင်ထားတဲ့ပုံပေါ့နော်ပို့ပေါ့နော်အာနေ့လေကတွေ့တယ်ပေါ့အဲနေ့လေကတွေ့တယ်ဒီမှာအဲ့ဒီပို့လေးကိုကျွန်တော်တို့အမျိုးလေးကိုပြမယ်ဗျနော်အမျိုးလေးကိုပြမယ်ပြီးရင်သာသနာရေးဝန်ကြီးဌာနကိုကျွန်တော်អော်မယ်ဒီကိစ္စရှင်းဆုံးပြောရင်ဒီမှာပို့ပုံတပုံချင်းပေါ့နော်တပုံချင်းပြမယ်ဆိုရင်ဒီမှာကျွန်တော်တို့မျိုးတွေမြင်ရတာမသိနော်ဒါကပို့လို့ short လည်းမဖြစ်နိုင်ဘူးနော် ကိုလိုဆော့လည်းမဖြစ်နိုင်ဘူးဒါ AI လည်းမဖြစ်နိုင်ကြနော်အဲတပုံညင်းညပြတာကောင်းတယ်နော်ဒီလိုမျိုးလေးဒီလိုမျိုးလေးပေါ့နော်ဒါကိုလိုဆော့လည်းမဟုတ်ဘူး AI လည်းမဖြစ်နိုင်ဘူးအဲပြီးရင်ဒီမှာနောက်တစ်ပုံနော်ဒီမှာတရားကြည့်ပါနော်ဒါကျွန်တော်တို့ရဲ့ TV ပေါ့နော် TV ကို TV ကိုဘလို့ပုံကုတ်မျိုးမှလောက်ထားတာလေအဲဒီမှာဒီမှာဟောနော်သူတို့ရဲ့ဖာသာကြီးလားဖာသာကြီးလားဟလား အာ TV ပြပါလေဆောင်းနေတယ်နော်နောက်တော့သူတို့ရဲ့ချက်ကြောင်းမှာအမ် TV ပြပါလေနဲ့အမ်နော်ဒါကဒါကတော့ဒီမှာနော်အနောက်မှာဟိုးနောက်မှာကားပေါ်မှာ TV ပြနေအမ်ဆိုတော့ဒါဆိုပူတိုဆော့လည်းမဖြစ်နိုင်ဗျပူတိုဆော့လည်းမဖြစ်နိုင်ဘူးဒါ AI လည်းမဟုတ်ဘူးဒီမှာသူတက်လာတဲ့ပို့ဟာဒီမှာပါတယ်လေဆိုတော့ AI တိုင်းနဲ့မြောင်းမြခရိုင်ဝါခဲမှာမြို့နေတဲ့ ကနဇိုကုန်းကြေးဝါကဒေတာအတိကြတယ်နော်အေယဝီတိုင်းမြောင်းများခရိုင်ဝါခဲမှာမြို့နယ်ကနဇိုကုန်းကြေးဝါဟာလာကနကုန်းကနကူကနဇိုကုန်းကြေးဝါကခရိယန်ဘာသာဝင်တွေကအခုလိုမျိုးကျွန်တော်တို့ရဲ့ဘာသာသာသနာမှာအထွတ်မြတ်ထားတဲ့ခီးဗျူကိုအသုံးပြုလာတယ်ဗျအသုံးပြုလာတယ်ဆိုတော့ပါ ဒီ TV ဆောင်းတဲ့တင်ဂေတာတို့เนาะကျွန်တော်တို့ပါဠိစာပေလို့ဆိုတာကကျွန်တော်တို့ဘာသာတစ်ခုလည်းရှိတာအခြားဘာသာဝင်တွေမှာမရှိဘူးဒါကိုသူတို့ကပုံမှားတွေရိုက်လာတယ်မိတ်တူတွေကူးလာတယ်เนาะမသိရင်နောင်လာနောင်သားတွေကလက်ထက်မှာဒီလိုမျိုးသူတို့ရဲ့ဘာသာဝင်တွေမှာလည်းသူတို့ရဲ့ဖျားလားဘာလားတော့ကျွန်တော်လည်းမသိဘူးတမန်တော်လားဘာလဲအဲကိုရန်ဒေါ်လားတမန်ဒေါ်လားဘာလားကျွန်တော်မသိဘူးသူတို့ရဲ့ဘာသာဝင်မှာလည်းနောက်တစ်ချိန် တို့ရဲ့ကလေးတွေမှာတို့ဘာသာဝင်မှာလဲဓာမျိုးတွေရှိတယ်ဆိုတာ၄ယူလာတော့မှာနောက်တစ်ချိန်ယူလာတော့မှာဒါဟိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲအဓိကအရေးကြီးတာကျွန်တော်တို့တိုင်းကြီးရဲ့နော်သာသနာရေးဖို့ဥဥဆောင်နေတဲ့ဝန်ကြီးဌာနသာသနာရေးဝန်ကြီးဌာနအရန်ရေးကြီးတယ်ဒီကိစ္စဘာကြောက်လဲလို့ကျွန်တော်ပြောရင်တဘာသာနဲ့တဘာနော်ဘာသာတစ်ခုနဲ့တစ်ခုလူမျိုးရေးပြိပခ္ခ အစ်စ်ပါလဲလူမျိုးရေးပဋိပက္ခတွေအများကြီးချက်ခဲ့နော်အထီးကယုံတွေလူမျိုးရေးအထီးကယုံတွေအများကြီးချက်ခဲ့တယ်ကျွန်တော်တို့တော့မမိတယ်နော်ကျွန်တော်တောင်းမှာနေတော့ကျွန်တော်ကြောင်းတက်နေတဲ့အချိန်ကနော်ဘာသာရေးအထီးကယုံဖြစ်တာတောင်မျိုးထဲမှာမျိုးတစ်မျိုးလုံးကြည်သွားတယ်နော်ဟိုမှာမန္တလေးကဆင်းလာတဲ့တန်ဃာတွေဆိုရတာအတွဲလိုက်ဖြုတ်ပြီးထားခဲ့ရတယ်ဒီလိုမျိုးရာဇဝင်တွေရှိတယ်အတိတ်မှာလည်းအများကြီးရှိတယ်ဒါဟုတ်နော် နိုင်ငံမှာတာဝန်ယူထားတဲ့သာသနာ့ဝန်ကြီးဌာနအနေနဲ့ဒီလိုမျိုးကိစ္စမျိုးတွေကိုကိုင်းရွယ်ဖြေဆင်းဖို့လိုအပ်တယ်ဗျာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေအမျိုးသားကြီးကိုအခြေခံပြီးအခုလိုမျိုးလိုက်တွေပြောလာတယ်ဟိဆိုတာကျွန်တော်တို့အားနေလို့လေပေါ်နေတာမဟုတ်ဘူး။နော်နမေကြီးကျင်လို့လေပေါ်နေတာမဟုတ်ဘူးအားနေလို့လေပေါ်နေတာမဟုတ်ဘူးကျွန်တော်တို့ကျွန်တော်တို့တိုင်းကြီးကျွန်တော်တို့လူမျိုး ကျွန်တော်တို့ဘာသာတရားကျွန်တော်တို့ယဉ်ကျေးမှုမပြောက်သွားရအောင်အခြားဘာသာဝင်တွေကမထီမဲညင်လောက်တာတွေအခြားဘာသာဝင်တွေကမိတ်တူကူးတာတွေဒါမျိုးတွေမဖြစ်ရအောင်ကျွန်တော်တို့ကကာကွယ်ဖို့ကျွန်တော်တို့နော်လာမဲ့မျိုးဆက်တွေကိုမျိုးစေ့ချပြီးတဲ့အနေနဲ့ကျွန်တော်တို့ပြောနေရတာနော်ဒီနေရာမှာနိုင်ငံရဲ့တာဝန်အရှိဆုံးသာသနာရေးဌာနကဒီလိုကိစ္စမျိုးတွေကိုမဖြေဆင်းပေးဘူးဟေးဆိုရင် ဒါတွေကဘာသာတစ်ခုနဲ့တစ်ခုလူမျိုးရေးအထီးကယုံကြီးဖြစ်နိုင်တယ်ဗျတကယ်လည်းဖြစ်လာမှာဘာကြောင့်လဲဆိုတော့ကျွန်တော်ခွင့်မပြုနိုင်ဘူးเนาะကျွန်တော်တို့ခွင့်ပြုလို့မရတာဒါအမှန်တကယ်ဒါအမှန်တကယ်မဖြစ်နိုင်စရာလည်းအကြောင်းမရှိဘူး data အတိကျပါတယ်เนาะပိုတိုဆော့တွေလည်းမဟုတ်ဘူးဓာတ်ပုံလုံးဝအတိကျနေတယ်เนาะ AI ညီပညာနဲ့လောက်တာလည်းမဟုတ်ဘူးဒါတွေကအမှန်ကန်နေတယ် ဒါတွေကိုကျွန်တော်တို့ကလုံးဝခွင့်မပြုနိုင်ဘူးကျွန်တော်တို့ဘာသာတရားကသူတို့မိတ်တူဆွေးရမယ်ဘာသာတရားလည်းမဟုတ်ဘူးเนาะပုံမှန်ရရမယ်ဘာသာတရားလည်းမဟုတ်ဘူးเนาะအစင်းဆုံးပြောရင်ကျွန်တော်တို့ဘာသာတရားကိုဒီလိုမျိုးလောက်တာကိုတံမိုးထားလို့လိုက်လို့စရာအကြောင်းမရှိတံမိုးထားရင်မင်းတို့ဘာသာကူးပြောင်းလာလိုက်စင်စင်လေးเนาะဒါမျိုးကိုကျွန်တော်တို့လုံးဝခွင့်မပြုအဲကြောင့်မလို့เนาะနိုင်ငံတော်မှာတာဝန်အရှိဆုံးသာသနာရေးဌာနကဒီကိစ္စတွေကို နော်မဖြစ်စင်းပေးဘူးဟေးဆိုရင်လူမျိုးရေးတွေအထီးကရုံတွေဖြစ်လာနိုင်တယ်ယနေ့ကျွန်တော်ဒီကိစ္စတွေကိုကျွန်တော်မပြောချင်းဘူးဒီလူမျိုးရေးအထီးကရုံဖြစ်တာတော့လူတို့အုံကြောင်းမှုဖြစ်တာတော့ယနေ့အချိန်မှာကျွန်တော်မပြောချင်းဘူးဘာကြောင့်မပြောချင်လဲလို့မေးရင်ကျွန်တော်တိုင်းကြီးอ่ะနော်အသွင်ကူးပြောင်းဖို့တော့နော်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုတာကြီးကိုကျင်းပဖို့အင်တိုင်းအားတိုင်းလှုပ်ဆောင်နေကြတယ်အလုံးလုံးနေကြတယ်အဲ့ဒီကြောင့်မလို့ဒီချိန်မှာဒီလိုမျိုးလူမျိုးရေးပြိပခါတွေ နော်ကျွန်တော်တို့မမြင်လည်းမမြင်ချင်ဘူးဖြစ်လည်းမဖြစ်ချင်ဘူးအဖြစ်လည်းမခံနိုင်ဘူးကျွန်တော်တို့အဲဒီကြောင့်မလို့နိုင်ငံတော်ကသာသနာရေးဌာနကနော်ဒီကိစ္စတွေထိရောက်စွာကင်တွယ်ဖြည့်ဆင်းပေးခြင်းနဲ့လို့ကျွန်တော်တို့ကတော့ခံယူတယ်ဖြည့်လည်းဖြည့်ဆင်းပေးတယ်ဗျဒါအရှင်ဆုံးပြောရင်ကျွန်တော်တို့ကသူတို့ဘာသာမှာတံပိုးထားတဲ့အထွတ်မြတ်ထားတဲ့အရာတွေကိုကျွန်တော်တို့စော်လည်းမစော်ကားဘူးဖြစ်ဒီပါကြီးခွာလဲကျွန်တော်တို့ကမလုပ်နော် သူတို့ဇီယာဟာလည်းကျွန်တော်တို့မိတ်တူကူးတာတို့ပုံတူရိုက်တာတို့ကျွန်တော်တို့မလုပ်ခဲ့ဘူးလိုလည်းမလိုအောင်အခုဟာကျွန်တော်တို့ရဲ့အထွန်းမြတ်ထားတဲ့အရာတွေအစင်းဆုံးပြောရင်ဗျာကျွန်တော်တို့ဘာသာဝင်တဲမှာတော့နတ်လိုလိုဓာတ်လိုလိုဟမ်တရတကုံစောက်တီလိုမရတဲ့ပုံကိုတွေကအဲ့လိုထီးယူဆောင်တော့ကျွန်တော်တို့ပြောခဲ့တာလေစဉ်းစားခံယူလာတော့ဘုရားဘာသာတွေခံယူလာပြီးတော့သူတို့ကိုသူတို့နတ်ရဲ့ရောင်ဓာတ်ရဲ့ရောင်နဲ့ဟမ်သူတို့တရတကုံစောက်တီလိုမရဘူး အဲ့လိုပုံကိုယ်တွေထီးလူဆောင်းတော့ကျွန်တော်တို့ပြောတယ်အခုဗျာအခြားဘာသာဝင်ကျွန်တော်တို့ဘာသာနဲ့ဘာမှမလက်လောက်မှမအဆက်တဲ့ဘာသာဝင်ကကျွန်တော်တို့ရဲ့သာသနာပိုင်းပစ္စည်းတွေကိုဒီလိုလက်လွတ်စပယ်ပြုမှုကျင့်သုံးတာကတော့ဒါကျွန်တော်တို့ရန်စားရန်စားတာနဲ့တူတယ်ကျွန်တော်တို့စော်ကားတာနဲ့တူတယ်နော်ဒီနေရာမှာကျွန်တော်တို့ကလုံးဝတညာလို့လည်းမရဘူးငဲညာလို့လည်းမရဘူးနော်ခွင့်လို့ပေးလို့ဘလုံးမမရဘူးဒီကိစ္စဒါကျွန်တော်တို့ရဲ့ဘာသာရေးအကြောင်းတရားနဲ့ ဆန်းနွယ်သွားပြီနော်တော်တော်လေးကိုဆန်းနွယ်သွားပြီအစင်းဆုံးပြောရင်ကျွန်တော်ပြောပြီးသားကျွန်တော်တို့တွေ line ပေါ်မှာပြောနေတယ်ဟေးဆိုတာကျွန်တော်တို့အားနေလို့ on နေတာမဟုတ်ဘူးလေပေါ်နေလို့ on နေတာမဟုတ်ဘူးနော်ဒီလားကျွန်တော်တို့အားရနေလို့ဒီလိုမျိုး on နေတာမဟုတ်ဘူးကျွန်တော်တို့တိုင်းကြီးကျွန်တော်တို့လူမျိုးကျွန်တော်တို့ဘာသာတရားကျွန်တော်တို့ယဉ်ကျေးမှုနောက်လာမဲ့မျိုးဆက်တွေထိမ့်သိမ်းနိုင်အောင် အစေကမျိုးဆက်တွေမထိမ့်သိမ့်ခဲ့လို့အခုလိုဘာသာတရားကိုအစော်ကားခံရင်ကျင်းမှုတွေအစော်ကားခံဒါတွေကိုကျွန်တော်တို့ကသိလို့တတ်နိုင်တော့တိုင်းကြီးတောင်ထမ်းတဲ့အနေနဲ့နိုင်ငံတောင်ကိုနိုင်ငံသားတယောက်အနေနဲ့တထောက်တလန်းနဲ့နိုင်တဲ့တောင်ကိုလည်းကျွန်တော်တို့ကနောင်လာမဲ့မျိုးဆက်တွေအသိတရားရှိအောင်နားလေအောင်ကျွန်တော်တို့ကပြောနေဟောနေရတာကျွန်တော်တို့လည်းဆရာကြီးတွေမဟုတ်ဘူး နိုင်ငံတော်မှာဆရာကြီးတွေအများကြီးရှိတယ်ကျွန်တော်တို့လက်စာပေကျမ်းစာတတ်တဲ့ပုံကိုယ်တွေယဟန်ပညာရှိတွေလူပညာရှိတွေတဘောကြီးရှိတယ်နော်တို့ပေမဲ့တို့ကအခြေအနေတွေအကြောင်းအရာတွေကြောင့်နော်တို့ကဒီလိုမျိုး line ပေါ်မှာတို့တက်လို့မရဘူးအခုကျွန်တော်တို့က line ပေါ်တက်လို့ရတယ်ကိုယ့်ရဲ့တက်သည့်နားလေတဲ့အရာလေးနဲ့ကိုယ်တွေပြောရဲကိုတော့မှာဟာလားကိုအနောက်နေပြီးတော့ control ပေးတဲ့လူကြီးတွေရှိတယ်အကြံဉာဏ်ပေးတဲ့လူပုံကိုယ်တွေရှိတယ်ယဟန်ပုတ်ယဟန်တွေရှိတယ် နော်အဲ့ဒါဘာကြောက်လဲလို့မီးကျွန်တော်တို့ဘာသာတရားကျွန်တော်တို့ယဉ်ကျေးမှုလူများတွေအခုလိုမျိုးလက်လွတ်စပဲပေါက်ပန်း40မလောက်ရအောင်လို့နော်အဲ့ဒီရောက်မလို့အခုဒီဖြစ်တဲ့ပြဿနာကိုနိုင်ငံတော်ဒါနိုင်ငံတော်အဆင့်ထိလောက်အောင်မှာနော်ဒါနိုင်ငံတော်အဆင့်ထိလောက်အောင်မှာဘာကြောက်လဲဆိုတော့ဒီလို online မှာ popular ဖြစ်လာပြီးရေးဆိုရင်တော့အောက်ခြေလောင်းတယ်မဖြစ်တော့ဘူးနိုင်ငံတော်အဆင့်ထိပြက်ပြက်သားသားထိထိရရောက်နောက်တော့ဘယ်ဘာသာဝင်မှမလောက်ရအောင် ဒါကိုအရေးယူသင့်တယ်ယူဖို့လည်းတင်းတော့တယ်ယူလို့လည်းရတယ်နော်ဒါကျွန်တော်တို့ဘာသာတရားကိုမတိမဲမြင် လုပ်တယ်လို့ခေါ်တယ်ခင်ဗျားတို့လူကြီးနော်တိုင်းကြီးအေးချမ်းကျင်တဲ့ဆန္ဒရှိတယ်နော်ဘာသာရေးတိတိယုံနေဖြစ်မလာဖို့ဥထိတ်ထားတယ်ဟေးဆိုရင်ခင်ဗျားတို့ဒီကိစ္စကိုအကောင့်ထဲပေါ်သွားလိမ့်မယ်ဒီလိုကိစ္စမျိုးတွေကိုနော်အကောင့်ထဲပေါ်သွားလိမ့်မယ်လို့လည်းလုပ်တင်တယ်အေးဒါမှမဟုတ်ခင်ဗျားတို့ဒီလိုမျိုးပဋိပက္ခတွေကိုညင်ညင်နဲ့ဆိုရင် ခင်ဗျားတို့လက်လူစုထားလိုက်ဒါမျိုးတွေနော်ကျွန်တော်တို့တွေအများကြီးစကားတွေပြောရတာမောတဲ့ကျွန်တော်ပြောလိုက်တဲ့အခုစကားလုံးတွေကဥပဒေမဲ့တလုံးမပေါအောင်တော့ခင်ဗျားတို့ကဥပဒေအတိုင်းကိုမဆောင်ရွက်ရင်ခင်ဗျားတို့မဆောင်ရွက်ရင်ကျွန်တော်တို့ဆောင်ရွက်မယ်စင်စင်လေးစကားခင်ဗျားတို့ကတောင်းဝန်ရှိတယ်နိုင်ငံတော်ကလူကြီးတွေပါဒီသာသနာကြီးကသာသနာကြီးနဲ့တတ်ဆိုင်တဲ့လူကြီးတွေမှာတောင်းဝန်ရှိတယ်ခင်ဗျားတို့လုပ်ရမှာနော် ခမားတို့မလုံဘူးမလုံနိုင်ဘူးဟေးဆိုရင်ရတယ်ကျုပ်တို့လုံးမယ်ကျုပ်တို့ပါပါကျုပ်တို့လူမျိုးကျုပ်တို့ယဉ်ကျေးမှုကျုပ်တို့ကျုပ်တို့ကောက်ွယ်မယ်သဘောပေါက်လားဘယ်ကောင်မှလာပြီးစော်ကားမခံနိုင်ဘူးကျွန်တော်တို့ကနော်ကျွန်တော်တို့ယနေ့နော်ကျွန်တော်အသက်44နှစ်ရောက်ပြီကျွန်တော်ယနေ့အသက်ဆင်းနေတာနော်ကျွန်တော်ချမ်းသာဖို့လည်းမလိုဘူးချမ်းသာခြင်းကျွန်တော်ဟုတ်2000 2001 2001တည်းနိုင်ငံသားထွက်လို့ရတယ်ကျွန်တော်အဘောပေါက်လားကျွန်တော်မလိုဘူး စင်းတော်ပြောကျွန်တော်တို့တိုင်းပြည်အေးချမ်းပြီးတော့ကျွန်တော်တို့ဘာသာတွေကကျွန်တော်တို့ယဉ်ကျေးမှုနော်ကျွန်တော်တို့သမိုင်းရောင်းတွေကိုနောင်လာမဲ့မျိုးဆက်တွေလက်ကမ်းကြိုးစုံနိုင်အောင်တတ်နိုင်တော့ကျွန်တော်တို့ကဟုတ်လားပြောနေကြနော်ကျွန်တော်ပြောပြီးသားကျွန်တော်ဘိုးအားမှာဘာမှပိုင်ဆိုင်မှုမရှိလဲဘာမှမဖြစ်ဘူးညီမတွေအေးချမ်းမယ်ကိုဘာသာဝင်တွေဗုဒ္ဓဘာသာဝင်တွေလွတ်လွတ်လပ်လပ်ဟုတ်လားကျွန်တော်တို့ဘာသာတရားကိုဟုတ်လားလွတ်လွတ်လပ်လပ်နဲ့ကိုယ်ကိုယ်ဝင်ရှိမယ် လှုပ်ရှားအခွင့်ရှိမယ်လိုလိုလတ်ဆိုတာကျွန်တော်တို့တိုင်းပြည်မှာချမှတ်ထားတဲ့ဥပဒေအတိုင်းပေါ့ဟုတ်တယ်ဟုတ်လားဒါလိုဥပဒေအတိုင်းပေါ့ပဲနဲ့ဟုတ်လားအခုဥပမာတရက်ဟုတ်လားပလီကျောင်းထဲမှာသွားပြီးတရားသဟောလို့မရအောင်လေတရားတရားပွဲသခြင်းမလို့မရအောင်လေဒါလူများကိုစော်ကားရောက်တယ်နော်ဒီလိုမျိုးလက်လွတ်စပယ်ကိုကျွန်တော်တို့ကမလိုချင်ဘူးအစင်းဆုံးပဲလိုလိုလတ်လတ်ဆိုတာအခုဇီဒီပထိုးသွားမယ်ဗျာဇီဒီပထိုးသွားမယ်ဟုတ်လိုလိုလတ်လတ်ကြိုက်တဲ့ချိန်သွားမယ်ဟုတ်တယ်ဟုတ်လားအဲဒီလိုပုံစံမျိုးပြောတာနော် အခုလိုမျိုးကျွန်တော်တို့ဘာသာတရားကိုဒါစော်ကားတာတွေကျွန်တော်တို့ရဲ့ဘာသာတရားရဲ့ယဉ်ကျေးမှုတွေအထွန်းမြတ်ထားတဲ့အရာတွေဒီလိုမျိုးပုံသူရိုက်တာတွေမိကူကူးတာတွေဒါမျိုးတွေကိုကျွန်တော်တို့ကလက်သိမခံနိုင်ဘူးနော်ဒါမျိုးတွေကိုနိုင်ငံတော်ကတောင်းဆိုသောသာသနာ့ဝန်ကြီးဌာနလူကြီးမင်းများနော်အမြန်ဆုံးဒီကိစ္စတွေကိုပေါ်လာသမျှကိစ္စမှန်သမျှကိုဖြေရှင်းပေးနိုင်ပါစေလို့ကျွန်တော်တို့မျှော်လင့်တယ်ခင်ဗျားတို့မဖြေရှင်းပေးဘူးခင်ဗျားတို့မလုပ်ဘူးလေဆိုရင်ရတယ်နော် မတို့ကျွန်တော်ကဒီချိန်မှာဒီလိုမျိုးကြမ်းတမ်းကြမ်းတမ်းသောစကားလည်းမပြောချင်ဘူး။ဘာကြောက်လဲလို့မေး။ယနေ့ကျွန်တော်တို့တိုင်းကြီးကအရွေးတစ်ခုသွားဖို့တော့နော်။ညာမချခင်မှာပါတီစုံဒီမိုကရေစီဆိုတဲ့ရွက်ောက်ဝဲကြီးကိုကျင်းပဖို့နော်။ပါတီတွေတော်တော်များများဟုတ်။အားလုံး consign လုံးလုံးနေကြတာကျွန်တော်တို့မြင်လဲမြင်ရတယ်တွေ့လဲတွေ့ရတယ်။ဒါတွေကိုလည်းကျွန်တော်တို့အားလဲအားပေးခဲ့တယ်ထောက်လဲထောက်ခံခဲ့တယ်။ဘာကြောက်လဲဆိုတော့တိုင်းကြီးရဲ့အနာဂတ်တစ်ခုကိုအရွေးတစ်ခုပွားဖို့တော့ဒါတွေကဖြစ်လဲဖြစ်သင့်တယ်ဗျ။နော်။ဖြစ်လဲဖြစ်သင့်တယ် ဒီလိုသွားနေတဲ့အချိန်မှာဒီလိုမျိုးဘာသာရေးတိကဘာကြီးကဘာတွေလှုပ်လာတာတွေကဒါသာသနာကြီးနဲ့သက်ဆိုင်နေဗျသာသနာကြီးကပြင်းပြင်းထန်ထန်ကင်ွယ်ရမှာနော်ပြင်းပြင်းထန်ထန်ကင်ွယ်ကင်ွယ်ရမှာဒီလိုကင်ွယ်မှာပဲနော်ကျွန်တော်တို့ဘာသာတရားကိုအခြားဘာသာဝင်တွေမစော်ကားရဲမှာမနှောက်ဆက်ရဲမှာမဟန္တာရဲမှာနော်အခုဆိုရင်နော်အချိန်မောင်းလဲမနေဘူးကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဆိုတဲ့ဗုဒ္ဓဖာသာတွေဖာသီဖာသာနေတဲ့ဗုဒ္ဓဖာသာတွေလဲ မြန်မာနိုင်ငံမှာအများကြီးပဲအများကြီးမှအများကြီးပဲဟမ်အဲ့ဒီအများကြီးကဘာမသိညာမသိနတ်လူလူတက်လူလူတွေတဲ့တပုံကြီးကျွန်တော်တို့ကနတ်တွေခိုးခွဲတာမဟုတ်ဘူးเนาะနတ်တွေဟိုဒီပိတ်တာဘုံသားတွေเนาะနတ်တွေညီမတွေပိတ်တာဘုံသားတွေအပေဘုံသားတွေကျွန်တော်တို့ခိုးခွဲတာမဟုတ်ဘူးသိလားကျွန်တော်တို့ခိုးခွဲတာဂေါရမမြတ်စွာဘုရားဖရားခေါ်ရတဲ့တရားတော်တွေ ဖရာရဲ့သားတော်တန်ဃာတော်တွေကျွန်တော်တို့ကိုးဝဲတာနော်ဒီနတ်တွေတတ်တွေကျွန်တော်တို့ကိုးဝဲတာဗောအခုသူတို့ပြောတဲ့39မင်းတို့48မင်းတို့ဆိုတာကနော်ဒါအပေပုံပါတွေကျွန်တော်တို့ကိုးဝဲစရာအကြောင်းမရှိဘူးအေးကျွန်တော်တို့အားတယ်နော်အချိန်အားတယ်ဟိဆိုရင်ကျွန်တော်တို့မြစ်တာပို့ပြီးတယ်နေတိုင်းလည်းပို့ပြီးတယ်မြစ်တာပို့ပြီးတယ်အလှူတန်းလုပ်ပြီးတယ်အမြဝေပြီးတယ်နော်အနာမရှိလို့ပြီးနေရာထိုင်ခင်းပေးပြီးတော့ကျွေးမွေးကျွေးမွေးလိုက်တယ် ကျွေးစရာစင်ကျွေးလိုက်တယ်ပေးစရာစင်ပေးလိုက်တယ်ပူစောပါသားတယ်လို့ခေါ်တော့ဗောနော်ကိုကိုရတာမဟုတ်ဘူးနော်ဒါလေးတွေကိုလည်းကိုကိုပဲပြပြမြန်မာနိုင်ငံကနော်ခလေးတွေလူငယ်တွေနားလေဘူးလိုရဗျနော်အဲ့ဒီကြောင့်မလို့မင်းတို့ဟာနဲ့ရရောင်တက်ရရောင်နဲ့ဘာသာမှာတံမိုးထားတဲ့ဒီလိုထီးမြူတွေကိုပေါက်ပန်းလေးစဲတွေလောက်ကြတယ်ဟိုတလောကပဲဟိုမှာမွန်ဘက်ကအွားကြီးတရားတွေ့တာလားထီးပြီးဆောင်းတာတရားတရားဟောပလင်တက်ပြီးတော့တရားတွေဟောလို့ဟောဟမ် ခမ ्या တို့ခမ ्या တို့ပညာတွေဘလောက်ပဲတတ်နေပါစေနော်ဒါဟာတရားဟောပလင်ဆိုတာဘလို့ပုဂ္ဂိုလ်မျိုးတားရတာလဲဒီအကြောင်းတရားကိုဟလာဆရာတော်သံဃာတော်တွေပြောတာပိုကောင်းတယ်ဗျနော်ကျွန်တော်တို့သိတာတဲ့ကျွန်တော်တို့နားလေတာတဲ့ကိုဆရာတော်သံဃာတော်တွေပို့ပြီးတော့ဟောပြောတာပိုကောင်းတယ်အခုကျွန်တော်ပြောချင်တာကတော့ဒီအခြားဘာသာဝင်တွေကကျွန်တော်တို့ရဲ့အထွန်းမြတ်ထားတဲ့ဒီ ठी မျိုးတွေကိုအသုံးမျိုးတွေနဲ့ကိစ္စနော်ကျွန်တော်တို့ဗုဒ္ဓဘာသာခံယူလာတဲ့ဟလာနတ်လိုလိုဓာတ်လိုလိုတွေ ခမားတို့တွေခိဟာလာတံမိုးမထားလို့အချားပါတာဝင်နေလဲလာပြီးတော့စော်ကားလာပြီးထိကဘာကြီးကဘာလှုပ်လာပြီးနော်ဒါဟိုနိုင်ငံတော်အဆင့်ကသာသနာ့ရေးဝန်ကြီးဌာနတာဝန်ရှိတဲ့လူကြီးမင်းများဒီကိစ္စတွေကိုနော်မဖြစ်ရလျော်တာဝန်ယူဖြစ်စင်းပေးစေချင်တယ်ကျွန်တော်တို့အနေနဲ့နော်ဒါလုံးမမဟုတ်ဘူးဟေးဆိုရင် ရတယ်ကျွန်တော်တို့ကျွန်တော်ဖြစ်စင်းလို့ရတယ်နော်အဲ့ဒီချိန်ကြမှာဟာလာလူမျိုးရေးပြိပခါတွေပါတယ်ဖြစ်လာရင် ခင်ဗျားတို့ဒီတက်ကြီးလေးသွားမယ်နော်ကျွန်တော်ကဒါအမှန်တရားကိုပြောတာနော်အရှိတရားကိုပြောတာအစင်းဆုံးပြောရင်ကျွန်တော်ရဲ့ဘာသာဝင်တူတယောက်ကျွန်တော်တို့ရဲ့ဘာသာတရားတစ်ခုတစ်စုံစော်ကားတယ်ထိပါတယ်ရန်စားတယ်ဟေးဆိုရင်ကျွန်တော်တို့ပြောပြီးသားကျွန်တော်တို့ကအသက်ပေးမဲ့ကောင်းနေအစင်းကနေပေးမဲ့ကောင်းနေအလက်ကလေပေါ်တာမဟုတ်ဘူးနော်ပါဇက်ရတာခံပြီးတော့လူအများစိတ်ဝင်စားအောင်ပြောနေတဲ့စကားတစ်ခွန်းမှမပါဘူးတိုင်းကြီးကိုချစ်လို့လူမျိုးကိုချစ်လို့ဘာသာတရားကိုတန်ဖိုးထားလို့ရင်ကျေးမှုကိုမျက်မိုးလို့ ်အခုလိုမျိုးနော်စီးပွားအပြက်ခံပြီးတော့ကျွန်တော်မှပြောနေရစင်စင်လေးနော်အဲ့ဒီကြောင့်မလို့နော်ဒီလိုမျိုးကိစ္စတွေအမြန်ဆုံးကိုင်းတွေဖြစ်စင်စင်ချင်းနဲ့နောက်နောက်လဲဘယ်လိုဘာသာဝင်မှဒီလိုမျိုးမဖြစ်စေချင်ဘူးဒါပဲကျွန်တော်ပြောချင်နော်အားလုံးပဲမင်္ဂလာညချမ်းပါအားလုံးပဲအေးချမ်းကြပါစေနော်